ဒါပေမဲ့နှစ်ပေါင်းများစွာအကျောက်တရားနဲ့ကြီးခဲ့တယ်။နေဝင်းမြတ်လည်းကြီးတာပဲ။ဘုရားမဟာဝတ္တဥက္ခတိခေတ်ကနေဝင်းမြတ်လို့ဟောပြောခဲ့သွားရင်ဒီလိုတောင်းလေးတောင်းရဲလေးရောက်ဆံလာ။ကျွန်တော်တို့ကခြောက်လုံးမျိုးပိုင်ဘယ်တော့မကြောက်ဘူး။အဲ့လက်ထိတ်ကြိုက်ကြောက်တယ်။ထွန်း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 နဲ့အတန်ပေးနေတာမဟုတ်တာပြောလို့ရတော့မင်းတို့ထွန်း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 နဲ့အဲ့ထွန်းထွန်းကြောက်ရင်းနဲ့ဟောရတာ။မဟာဝတ္တဥက္ခကလည်း၃နှစ်လောက်ကလေးကခေါ်တယ်အခုဆိုဒါရွှေဘုံမြို့နဲ့လား။ အေးရွှေဘိုးမြို့နယ်ရုံခေါ်တာမောဒဥစ္စာခိုးတော့ကစိုက်ဆရာ၃ယောက်ကော်ဖီလေး၃ခွက်ချပြီးတော့စောက်ကြည့်တစ်စက်မှမချိုးဘူးဥဒ္ဒရရဲ့ခမက်ကော်ဖီလေးတော့တိုက်ပါအောင်လေချိုးမချိုးဘူးဗျဟုတ်တယ်ကျွန်တော်တို့ကနိုင်ငံတော်ကိုစနစ်နဲ့သွားနေတာဟာကော်ဖီတိုက်တာတော့နိုင်ငံတော်စနစ်နဲ့သွားဘောင်းလို့တော့ကျွန်တော်တို့ကဒီမှာကြည့်လေကော်ဖီထုတ်ပြတယ်3 and 1တထုပ်၃ယောက်ပြတယ်ဟာစင်းရတယ်မဟုတ်တာကြနိုင်ငံတော်စနစ်နဲ့သွားတယ် မချိုးဘူးနှစ်ခုနဲ့မှထိုးရတယ်မလားတခုကနိုင်ငံကြီးမပြောရပါဘူးဟာသားတို့ကြံပြောအောင်နော်တခုကလက်မှထိုးရတယ်နိုင်ငံကြီးမပြောရပါဘူးဟာဥထာကြီးကိုယ်နိုင်ငံရဲ့အရေးကိစ္စကိုကိုယ်နိုင်ငံသားကမပြောရဘူးလားအဲ့လိုပြောတော့ဥထာကြီးလည်းမဖြေတာဘူးခေါင်းကုပ်တယ်ကျုပ်လည်းမသိဘူးအပေါ်ကြလာတော့ခင်ဗျားတို့ထိုးခိုင်းတာပဲဘယ်အပေါ်မှလည်းမသိဘူးနောက်တစ်ခု အစိုးရအကြီးညိုပြည့်အောင်ဆရာတို့ညကြံမဟုတ်ပါနဲ့ဟာကျွန်တော်တို့ကအခုညနေမှရောက်ပါတယ်အုတ်ထိုင်ရယ်အစိုးရအကြီးညိုပြည့်တာကြာလာပါပြီအဲမပြောတာဘူးကကျွန်တော်တို့အပေါ်အကြလို့ထုတ်ခိုင်းတာထုတ်မထုတ်ရင်တော့မဟုတ်ပါဘူးဟာနေဝင်းမြင့်တို့ဒီလိုလုပ်လို့ပဲရမှာထုတ်ရတာပေါ့ကြောက်ချက်ကြောက်ချက်အကြောက်တင်နေရတာအကြောက်တရား ဟိုးအညာရွာလေးမှာနှစ်60နောက်ဆုံးနေဝင်းမြန်ကဟောက်သမီးလေးတွေအရွယ်အမေထမင်းစားကိုင်အမေနောက်ကနေတာလူရွာတဲ့လူစိမ့်ဝင်တောင်ကြောက်တယ်သရှင်စုစိတ်ချင်းခံရတဲ့သားသမီးနဲ့သရှင်စုစိတ်ချင်းမခံရတဲ့သားသမီးနှလုံးသားနုညံ့နေချင်မတူဘူးစာဖတ်တဲ့ဆရာဆရာမရဲ့တပည့်ကိုစာစင်ကန်းနဲ့ကိုသင်ယွညွန့်တန်းတော့ကြေပါရဲ့စာတလုံးမှမဖတ်တဲ့ဆရာဆရာမရဲ့တပည့်ချင်းလည်းမတူဘူး စာမဖတ်ရင်ဆရာမတပည့်ချင်းမတူဆရာတပည့်ချင်းမတူသိရေးကြည့်တာပဲစာမဖတ်လို့မရအောင်စာဖတ်မယ်ဒါအမှန်ရေးကြည့်ပါလေဒီပွဲကိုလာဟောပါလို့ဝန်တာအရာရှိပါတယ်ဘုရားကိုလာခြင်းပါတယ်သမီးလေးတွေလည်းကျေးဇူးတင်တဲ့ခန္ဓာမှုလေးတွေဒီလိုခန္ဓာမှုလေးတွေဒီလိုပွဲမျိုးမှာဥဆောင်တာဆရာတော်ဖခင်များကလူကြီးစုမများကတာဝန်ပေးတော့တတ်တတ်ရရသူတို့လောက်သွားတယ်ကျောင်းဆရာမရလားမဟုတ်ဘူးနော်အေး ဆံမရုပ်တော့မဟုတ်ပါဘူး။လာကလေးကထမင်းလည်းမစားဘူးရေလည်းမတော့ပါဘူးနော်။တစ်ဖက်ပကံတော့ချထားတယ်။စားမယ်လို့တော့စိမိတ်နေတာမသိမထည့်ရသေးဘူး။ခြားတော့စားတာ။မြေဝကျွန်းပေါ်မှာကျွန်တော်နဲ့ဆက်ချုံညုံနဲ့နှစ်ယောက်ထဲသွားဟောတာ။အခမ်းအနားမူကဒီလိုချောချောလေးတွေမဟုတ်ဘူးနော်။အမလေးမြောက်ပေးရတာလည်းမင်း။အခမ်းအနားမူကဘုန်းကြီးလူတွေဥစဉ်လူတွေပေါ့။ ဘူဇော်ဇော်လောက်ရှိတယ်20ကျော်လေးလက်စလုတ်ကကြက်ဦးလောက်ရှိတယ်တန်တော်တော်ကောင်းတယ်အိမ်ကြီးကဖွေးလို့ထွက်ထလာ3ရက်ရှိတယ်ဦးစင်ကကတော့ကစိတ်နော်ဟာဦးစင်အိမ်ကြီးကကောင်းလာပြီလားဆိုဟုတ်တယ်မဟုတ်လူမထွက်ခင်ကတည်းကခိုးဝယ်ထားတာသူကလည်းအကြံနဲ့သူကကတော့လေးပို့ပြီးတော့ဆက်ချူးညိုကြည့်တယ်ဒီလိုပေါ့နှစ်ယောက်ကျွန်တော်နှစ်ယောက်ထိုင်နေကြည့်တယ်ပြုံးပြုံးကြီးဘုန်းကြီးသားမပြောက်ဘူးသူက၎င်းချူးညိုသည်အမေဘုန်းကြီးသားမပြောက်သေးဘူး ၎င်းချီဦးမျိုးသည်အဖကမင်းသားကြီးရွှေတန်းဦးမျိုးနဲ့မိကတော်စင်ရင်ဖြစ်တော်သည်ရှက်ချီဦးမျိုးမတည့်တဲ့ဆက်မိတ်ပါဗျာဦးစင်းလူတွေကပျော်သွားတယ်ချီဦးမျိုးကြီးတော့ငါကတော့ဟာတာ၎င်းချီဦးမျိုးသည်သာသမီ၆ဦးအနက်သားကြီးဩရသဖြစ်၍နာမည်ရင်းကကိုကျော်စွာသဘောပါလာဟိရှက်ချီကပါပါဗျာ ဧရာယမင်းညဟောပြောမယ်မြမစာပေဟောပြောပဲမှာယနေ့ညဟောပြောမယ်မြမစာပေဟောပြောပဲမှာကြွရောက်နားတော်တာဆင်းရတဲ့ပရိသတ်ကြီးရိုးရိုးသေးသေးကြီးကြီးညွန်ညွန်နဲ့စီကောင်းတကြနားတော်တာဆင်နိုင်ကြပါစေကုန်သတည်းပရိသတ်ကရောင်လိုက်သွားတယ်သာဟုတ်